မကြာမီမှာမြန်မာနိုင်ငံမှာအနေရကြီးတဲ့ငလင်းကြီးတွေလှုပ်တတ်မယ်ဆိုတာတကယ်လားအမေကမကြာမီငလင်းအနေရရှိဇုံ၃ခုနဲ့နေရာများဆိုပြီးတော့တတိပိစာတွေ့ခဲ့တာကြောင့်လူလူတွေကတုံလုံးထိတ်လန့်ခဲ့ကြသလိုတချို့ကလည်းရွေကျက်ရှိရှိပြီးသူလူလူကိုချိန်ချောက်တယ်လို့ဆိုခဲ့ကြပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီပုံကိုတင်ခဲ့သူဇင်းနောင်နောင်တက်ကပြန်လည်ဖြည့်ရှင်းထားပါတယ် ကျွန်တော်ကစာကလေးကတည်တဲ့မိတ်ဆွေအောင်လို့ဆိုရင်တော့ကျွန်တော်ကအမြဲတမ်းသိပ္ပံနေကြအချက်အလက်တွေကိုအခြေခံပြီးကောလာဟာလာတွေကိုခြေဖြတ်ကပြည်သူကိုစိတ်အေးစေဖို့သာစူးစားခဲ့သူဖြစ်ကြောင်းသိရှိကြမှာပါအခုလိုအနေရဆုံးတွေကိုထောက်ပြရခြင်းဟာလည်း၆လံဖို့မဟုတ်ပဲအသက်ပေါင်းများစွာကိုကယ်တင်နိုင်မဲ့ကြိုတင်ပြင်ဆင်မှုဆိုတဲ့အတိတ်တရားကိုအချိန်မီရရှိစေလိုတဲ့စေတနာတသက်တာဖြစ်ပါတယ်။ ကျွန်တော်ရဲ့တင်ခဲ့တဲ့မြသုံးသက်ချက်ပုံများဟာဘယ်နေ့ဘယ်အချိန်ဘယ်နေရာမှာငလင်ကြီးလုံမယ်လို့လုံးဝလုံးဝမပါဝင်ပါဘူးဒါဟာဟော်ဂိန်းထုတ်ခြင်းမဟုတ်ပါဒါဟာယူဆထားတဲ့မကနီကျူခွန်တသမခွန်ငလင်ကြီးရဲ့ဖီအားကူပြောင်းမှုကြောင့်ပေးဆောင်နေမှာဖီအားတွေပို့ပြီးစုပုံလာနိုင်ပြီးရေရှည်မှာအန္တရာယ်မြင့်တက်လာနိုင်တယ်လဲဆိုတာကိုသိပံနီးကြအချက်အလက်များဖြင့်သုံးသပ်တင်ပြခြင်းဒါဖြစ်ပါတယ်လို့យေတာထားပါတယ် အခုသုံးသက်ချက်အရာအထူးသတိပြုရမယ့်ဇုံသုံးကိုပဲခူးရန်ကုန်၊ရှမ်းကုန်းပြည်နယ်အနောက်မြောက်ပိုင်းမှာနေထိုင်ကြတဲ့ပြည်သူတွေဟာအခြားဒေသတွေကပြည်သူတွေထံငလျင်ပေးအတွက်ကြိုတင်ပြင်ဆင်မှုတွေပုံမှန်အားထုတ်လုံဆောင်ထားဖို့လိုအပ်နေပြီဆိုတာကိုသိစီခြင်းယုံပါ